တရားရှောက်ရတာနည်းနည်းမူးရယ်နော်တက်တက်လို့ဖြောက်နေရမဟုတ်ပါဒီလိုဒီလိုဒီလိုလိမ့်နေတာဖြောက်တချို့တနေရာတော်တော်များများလဲငလင်တန်းချောင်းပြည့်စည်သွားတဲ့ဟာတွေကိုပြင်ပြန်လဲပြင်နေတုံးဆိုတော့ကျိုးသွားလို့မရတဲ့နေရာတွေတော့နည်းနည်းများရယ်ပေါ့နော်ခေါက်ဘက်ဒီဖြော်ရယ်ဆိုမဲ့ဒီလိုမလိုင်းဘက်လေးပေါ်ကနေပါတယ်ကျိုးမှားထားရလေးကြပါပြီဒါကမုတ်တီတုံးအဲမုတ်တီတုံးရဲ့အသက်ကအဲစီနေမှမွေ့လေး ုံမင်းတရားနေတာစစ်စာတေဝီရဲ့ပုံစံတူလေးလုပ်ပေးထားတာဒါသူတို့ညီလာခံတက်တဲ့နေရာကိုယူသိရတယ်ဗောဒီလိုမျိုးဖျားဆူဆူလေးတွေအတန်းလိုက်ကလေးရှိနေတာဟာတပုတ်ရဲလူလည်းအရန်လာကဲအခုတော့ဂျူတို့ဥပိန်တရားပေါ့ရောက်နေရပါဒီနေ့ဂျူတို့မန္တလေးကိုလာပြီးတော့လဲတာပေါ့နော်ရန်ကုန်ကနေပြီးတော့လေနဲ့လာပြီးတော့မနှက်စော်ကြီးထွက်လာပြီးတော့လေစိတ်ကိုရောက်ရောက်ချင်းပါပဲဥပိန်တရာကြီးကိုအရင်ဆုံးဥဥဖျားဖျားလာခဲ့ရပါ ဒီနေ့တနေကုန်မန္တလေးမြို့မှာဘယ်လျှောက်သွားပြီးတော့ဘာလျှောက်စားမလဲဆိုတာလဲယူရိုနဲ့အတူတူလိုက်ကြည့်ပေးပါဦးเนาะ ိန်တရားကြီးရာလေးမြန်မာနိုင်ငံမှာဒီတက်သားနဲ့တိဆောက်တဲ့တရားတွေထဲမှာအရှိဆုံးပဲပြီးတော့သူကတက်တန်းကလည်းအကြဆုံးပဲနှစ်ပေါင်း180တောင်မှရှိပြီဒီတက်သားတွေဒီတိုင်လုံးတွေကဘယ်ရရလဲဆိုတော့အရင်တော့အင်းဝါမျိုးမှရှိရဲ့နန်းတော်အဟောင်းပေါ့နော်နန်းတော်အဟောင်းဖြတ်သိမ်းတဲ့အခါတုန်းကကြတော့အဲ့မှာပိုလာတဲ့တက်သားတွေကိုဒါ recycle လုပ်ထားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီတရားကိုတိဆောက်တာကကြတော့ဒီအင်းဝါဒီ အမရပူရာမျိုးစာဒီဥပိုင်ဆန်နဲ့နောက်ထပ်မျိုးစရေးရာတိဆောက်ပေးခဲ့ရပါဘောเนาะမျိုးစရေးရဲ့နာမည်ကတော့မောင်ပိန်နဲ့အာသူ့ရဲ့နာမည်ကိုအစွဲပြူပြီးတော့ဒီဥပိန်တရားကြီးကိုမောင်ပိန်ဆိုပြီးတော့ဒီမောင်ပိန်ညနေပြီးဥပိန်ဆိုပြီးတော့ပြောင်းပြီးတော့ခေါ်ဝေါ်ခဲ့ရပါဘောเนาะဒီတရားရဲ့ဒီတွက်ချက်မှုပေါ့မြန်မာအင်ဂျင်နီယာတွေရဲ့ကျွမ်းကျင်ပိုင်နိုင်မှုနဲ့တွက်ချက်မှုကဘယ်လောက်ဒီစကေးကြလဲဆိုရင်ဒီတရားကိုလည်းသူတို့ကအဲ့လိုစကေးမှန်မှန်နဲ့ကွက်တိတွက်ခဲ့ရမှာမဟုတ်ဘဲနဲ့သူခြေလှမ်းလေဒီတရားကိုတိုင်းတာပြီးလို့တွက်လဲဆိုသူ ူတို့ရဲ့ဒီ6လောက်ခြေလှမ်းနဲ့တိုင်းတာပြီးအဲ့တိုင်းတာနဲ့တွက်ခဲ့ရပြီးတော့တိဆောက်ထားတဲ့ပုံစံကလည်းရာတိဥရုတန်တို့မိုးတန်လေတန်တို့ခံနိုင်အောင်လို့ဆိုပြီးတော့တံတားကိုဒီလိုတောင်ဘက်ကိုတန်းတန်းမဆောက်ဖ ೇನೆ တောင်ဘက်ကိုဒီလိုလေးခြုံပြီးတော့ဥမော့ပြီးတော့ဆောက်ပေးထားပါဘောနော်ဟိုဘက်ချမ်းမှဆိုရင်မြင်ရအဲ့ကြောင့်တံတားကဒီလိုကွက်ကွက်လေးဖြစ်နေတယ် ဲ့ဒါမှဒီရာတီဥရုတန်းပြီးရေစီးတဲ့တန်းမိုးတန်းလေးတန်းပို့ပြီးခံနိုင်အောင်လို့ဆိုပြီးတော့စောက်ပေးထားတာပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဒီနှစ်ပေါင်း180အောင်ရှိပြီဒီကျွန်းတိုင်လုံးအကြီးကြီးတွေကလည်းအခုထိကိုမပြည့်စည်သေးပဲနဲ့ဟိုကြံ့ကြံ့ခံနိုင်နေသေးရယ်ဆိုတာလေသဘောကျဖို့ကောင်းတယ်နော်အရင်ကဒီလိုခုံနေမရှိဘူးเนาะအခုဒီလိုခုံလေးထည့်ပေးလိုက်တော့လေနားနေလို့ရတယ်လမ်းလျှောက်ပြီးတော့ညောင်းလာလို့ရှင်အဆင်ပြေတယ် သားကရှောက်ရတာနည်းနည်းမူးရယ်နော်ဒီလိုတက်တက်လိုဖြောက်နေရမဟုတ်ကွာဒီလိုဒီလိုဒီလိုလိမ့်နေတာဖြောက်ဆိုတော့ရှောင်းရင်းเนี่ยခေါင်းမူးလာလို့ဒီနေ့မှာယာတိဥဒုကအရန်တော့မပူဘူးဆိုတော့သွားလို့လာလို့တော့အဆင်ပြေရယ်ပြီးတော့ရေတွေလည်းနည်းနည်းတက်နေရယ်ဒီတထားမှာသဘောကြတာလေအဲ့လိုအလဲမှာနားနေဆောင်လို့မျိုးလေဇေယျလေးတွေစောက်ပေးထားတော့လူကရှောင်းနေနေမောလာပြီးတော့ပင်ပန်းလာပြီးလို့ဆိုဝင်ပြီးတော့နားလို့ရတယ်ပြောအဲ့နာနေဆောင်နဲ့လေ အောက်မှာဟိုလှေတွေပါပြန်ပြောင်းစီးလို့ရအောင်လို့တို့ဆင်းလို့ရအောင်လုပ်ထားပြီးရောလေအဲ့လေးတဘောကြတယ်နောက်ခါကျရင်တော့လှေတွေပါဆန်းပြီးတော့စီးကြည့်ရမယ်နော်ဒီတရားကိုလေညနေဆောင်လာမယ်ဆိုရင်တော့ပို့ပြီးတော့လှတယ်။အဲဒီမှာဆိုလို့ရှိရင်ညနေဘက်ဆိုရင်ဆန်းဆက်ကြည့်ဖို့အတွက်လူတွေကလို့လှေလေးတွေစီးပြီးတော့လှေဘွားကနေဆန်းဆက်ကြည့်ကြတာပေါ့နော်။ ော်တော်လေးလဲမိုက်တယ်။ဒါပေမဲ့ဂျူးရောကတော့အခုအဲခရီးစဉ်ရဲ့အခြေအနေရဒီကိုမနက်ပိုင်းလေးလာမှပို့အဆင်ပြေရဖြစ်သွားတော့ဆန်းဆက်လေးတော့မကြည့်လိုက်ရဘူးပေါ့နော်။အဲ့တော့တကယ်လို့ဥပိန်တရာကိုလာမယ်ဆိုလို့ရှိရင်အဲညနေဆောင်လေးဆန်းဆက်ကြည့်ဖို့လာခဲ့ပါလို့ဆိုပို့ပြမိုက်တယ်လို့။ဒီအပင်အရေးလေးကအေးနေရပဲ။ဒါပါပဲလည်းမသိဘူး။အေးရအေးရ ပုံမှန်ဆိုဂျူးတွေ့ဘူးကတော့အဲ့လိုစိတ်ကမ်းပါလေအဲ့လိုအခုလှေလေးရထားနေနေရာမှာအဲ့လိုဈေးဆိုင်လေးတွေအကျော်ဆိုင်လေးတွေရှိရပါတော့အခုတော့မနက်ပိုင်းမှုလို့လားမသိဘူးတွေ့ဘူးခုနလေးမှာလှေစည်းဖို့အတွက်ကလှေစိတ်ရှိရပြီးတော့မှဆန်းဆက်ကြည့်လို့ရအောင်ထိုင်ကုန်လေးလည်းလုပ်ပေးထားအရင်ကမရှိဘူးเนาะအဲ့ဒါမျိုးလေးအခုမှတေချာထိုင်ကုန်လေးတွေနဲ့ဒီဘက်ကနေပြီးတော့နေဝင်တဲ့ခါဆန်းဆက်ကြည့်လို့ရတယ် ခုကျိုးတို့မဟာမျက်မှုနိဖျားကြီးကိုရောက်နေတာပေါ့နော်ဒီနေ့ကရုံးပိတ်ရက်လည်းဖြစ်တော့လေတော်တော်လေးကိုလူစီနေရဖះမှာပြီးတော့ဖះရဲ့ဒီတချို့တနေရတော်တော်များများလဲငလင်တန်းချောင်းပျက်စီးသွားတဲ့ဟာတွေကိုပြင်ပြန်လဲပြင်နေတုံးဆိုတော့ကျိုးသွားလို့မရတဲ့နေရာတွေတော့နည်းနည်းများရပေါ့နော်အဲ့တော့ဟိုဟာတကယ်လို့လာမယ်ဆိုလို့ရှိရင်တော့ရုံးပိတ်ရက်လေးနည်းနည်းတော့ရှောင်စီကျင်တယ်အဲ့လိုဆိုပို့ပြီးတော့သွားလာတာအဆင်ပြေမယ်ပေါ့နော်ဒီမဟာမြမှုနိဖျားကြီးကိုကျူးတမိုင်းကြောင်းလေးနည်းနည်းလေ့လာတလောက်ပြီပေါ့နော်ပြန်ပြောပြရရင်တော့ဒီဖျားကြီးက ရခိုင်ပြည်ကနေပြီးတော့ပင့်ဆောင်ပြီးတော့ဒီမှာတီထားကိုွက်ခဲ့တာပေါ့နော်အဲ့ဒါဘိုးတော်ဖျားလက်ထက်ကဒီဖျားရဲ့တတန်းကဒီပကံခစ်ထက်တောင်မှပို့ပြီးရရှေ့ကြပြီလို့လည်းပြောကြရပေါ့နော်ဒီပကံဘရင်တွေလက်ထက်အနွေထားနဲ့အလောင်းစီပူတော့ဟောပါပေါ့နော်ဒီဖရားကြီးကိုပင့်ဆောင်ပြီးတော့တခြားကုွက်ပူစူးစားခဲ့ဒါမှမအောင်မြင်ခဲ့ဘူးဒီနောက်ပိုင်းမှာတော့ဘိုးတော်ဖရားလက်ထက်ကြတော့မှသူကရခိုင်တပြည်လုံးကိုတိမ့်ပြီးတော့ဒီဖရားကြီးကိုအဲဒီမန္တလေးမြို့ကိုပင့်ဆောင်လာပြီးတော့တခြားကုွက်ခဲ့တာပေါ့နော် အဲ့ဖျားကြီးရဲ့တက်တန်းကလည်းတော်တော်လေးကိုရှေ့ချပြီးလို့လည်းသူသိရတယ် တို့မဟာမြတ်မှုနိဖျားကြီးကိုအခုဖူးပြီးပြီပေါ့နော်လူတွေကလည်းအရန်များပြီးတော့ဖျားကြီးကလည်းပြုပင်နေတဲ့အချိန်ကြတော့ဖူးဖို့အတွက်နည်းနည်းဟိုအချိန်လည်းတိတ်မရဘူးပေါ့နော်အဲ့ခါကျတော့တို့နောက်ထပ်တင်ရအောင်သွားပါဦးမယ်ကျွန်းတူလိုက်ခက်ပြပါဦးခုဈေးကြိုတော့ရောက်ပြီပေါ့နော်ဆိုင်ကယ်တွေကားတွေရောလူတွေရောအရန်ရှုံနေတာပြီးတော့ဈေးကြိုမုံစေတန်းဆိုတာ ဟောမတွေ့သေးဘူးအဲ့လိုမျိုးမုံစေးဒီလိုမျိုးမုံစေးတာတော့မဟုတ်မုံဆိုင်သေးသေးလေးစုထားရယ်ပဲတွေ့ရယ်မုံစေးတာဘယ်မှာလဲတော့မသိဘူးသူလိုက်ရှာကြည့်အောင်နော်ဒီရိုရိုရိုဆိုင်ရိုဆိုင်အာမောက်တီတော့ဆက် ซีจูมาเต็มยาวเนาะทีมาก็หมกดีตัวเข้าเสร็จตัวก็ก้าวเหนือจาวอยู่จูมาค่ะซ้าเนี่ยลุยรออายไปตลอดอายจูมาท่าเลยจาวไปถ้าก็หมกดีตัวหมกดีตัวสับจะนั่งจีตัวอยู่ตัวเนาะ ไอ้มุฎีโตเนี่ยอัตตะไอ้สีน่ะมุมวยเลยพี่เป้มุ่งน่ะมุมวยเลยอ่ะเลยยันใจนี่ตัวจริงนานนี่มุฎีโตกว่าไอ้น่ะกูจะใจพี่ตันน่ะเนี่ยเป้มุ่งน่ะเลยอ่ะป่วยเนี่ยไปเหนไล่ไปสว่าเนี่ยถั่วละอันเนี่ยมาเลยมาเอามาจอเล่นเนี่ยด้วยซ้ํา ။ဒါလေးကတော့ခောက်ဆွဲတုပ်ပေါ့နော်။ခောက်ဆွဲကတော့ဆက်ဆက်လေးခောက်ဆွဲပြားတုပ်ထား။ခောက်ဆွဲအပြားစီးစီးလို့တုပ်ထား။ဒီတစ်ခါဘာထွက်နေပြီလဲ။ဘာလို့လဲ။ဘာလို့လဲ။ဘယ်လို။ခောက်ဆွဲပြားလေးစီးစီးလေးတွေတုပ်ထားအောင်နော်။ဒါလည်းမပေးကြော်ပဲเนาะဒီဆိုင်ကအဲလုံးလေးလောက်ဟုတ်ခါလေးကခောက်ဆွဲတော့ခောက်ဆွဲတော့လေးစားကြည့်မယ်ဒါရောင်းရမှာ 好，好像有点远。好像有点麻烦。啊，被选嘞，你拍了没有？等我拍到，立马被开手机了，那业务的被拆别弄不呀？他来出差。被他妈骂了。哎呀，奶奶。

မဖဲရဲ့အသားအသားလေးကလုံးဝထွ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 ကွာသူအဲ့ဒါဂျင်းနဲ့မှုမှုလေးနဲ့ဆိုတော့ကောင်းတယ်ငါဖဲကခုခုရောဘောဘောဘာဘာလေးနဲ့အရင်လေးလေးပဲပဲမဟုတ်ဘူးနော်စားတာလိုက်ဖြစ်တယ်သူ့ပိုးရှင်းကလည်းနေတော်ပဲသူ့ရဲ့ဒီငါဖဲလုံးလေးကကောင်းတယ် တော်တော်အေးတယ်ငဖဲပိုင်နေဆန်းဟိုရန်ကုန်နဲ့မတူဘူးတွေ့ရတာတည်းကလေတမျိုးတော့အထူးနေငွေဥသိသိန်းလေးထည့်တာတော့တော်တော်မတူဘူးနော်ရန်ကုန်မှာတော့ဥသိသိန်းတက်မြတ်တော့ပဲသေးလားပဲသေးအဲ့ကြောင့်ငါမဆက်နေပါဘူးကိုဆက်ပါလေဆက်ပါလေโอเคโอเคပဲသေးပဲသေး my bad ပြတူပါပဲဟိုငဖဲမှာလေ မွေးမွေးလေးနဲ့ကောင်းမွေးလေးကောင်းမမ်းမလေးနားမလေးဘဝရပါတော့နောက်ထပ်ပါးရထပ်စားလို့ရသေးတယ်ဆိုတာတော့ဆက်တယ်အခုတို့ဈေးကြိုမုတ်ဈေးတန်းဆိုတဲ့နေရာရောက်နေတာပေါ့နော်တွတ်ဒီဈေးကြိုရဲ့ဝင်ပေါက်အရှိလေးမှာ ့ဈေးဆိုင်ခန်းလေးလာပြီးတော့အတတိလေးဖွင့်ထားတာအမမြန်မာမုတ်လေးပြီးတော့အချင်းမောင်းနေစုံရအချက်သွားကြည့်ကြည့်မယ်သူပါရစားအမြင့်ဒီအောင်လို့ဇာနာစာကြည့်အမြင့်ဒီဒီမှာလေအမြင့်ဒီလိုရောက်လဲမာကြီးဓာတ်ထုတ်သုံးတာအသားမို့လေးတော့ဓာတ်တခု၄တောင်သုံးမှုတတာဒီမှာဘယ်နှခုပါလဲမာဒီမှာလေအဲ့ဒါနှစ်ပြားဓာတ်၄ခုလိုတယ်နေကြည့်မယ်နော်မာကြီးကြည့်ပါအမောင်လေးရောမြင်မလား ရမြင့်ကြည့်ပါဟုတ်ပါတယ်တော့တော့သူကတငင်းလေးတော့တိတ်မစားငင်းလေးလားမအုံနှုတ်စမ်းလားနဲနဲနဲဝယ်လို့ရလားနမတို့ကတငင်းသေးသေးမစားလို့တစ်ထောက်ပဲဝယ်လို့ရလားရတယ်ဟုတ်ရတယ်ငါနှမလေးရပါတယ်ဟုတ်လိုမျိုးမင်းသွားပါလားသွားတော့ထောက်ပဲဒီဖြော်ရေးဆိုမဲ့ဒီလိုမျိုးမလိုင်းပတ်လေးပေါ်ကနေပါ ။လိုင်းဘတ်နဲ့အုံဒီဘတ်လေးထည့်ပေးထား။ဟုတ်ပြီ။အဲ့ဒါကြည့်။ဟုတ်ရှင်ရှင်။ဟုတ်လားမဟုတ်ဟုတ်ပါဘူးဟာချွေရင်အေးတဲ့ညောင်လေးတော့တိတ်မတူဘူးပေါ့နော်သူ့ရဲ့အပြင်စင်လေးကတူတာကူစီဆိုလို့ကြီးကြီးလေးနဲ့တော့ကြိုးရမြားကြီးပါစကြည့်မယ်ဟုတ်လား ဘာမလို့ပါမုံမမပေါ့ဟဲ့ရတာနည်းနည်းပို့ပြီးအထုပ်ပေါ့နမီပတ်စံပြီးတော့ဘယ်လောက်၃ညနေအောင်ပြောတမီတင့်တော်တာထုပ်ပေါ့ရတော့အုံးလို့နဲ့ပဲဆိုပါဘူးသူတို့ကလူပမန်စိုက်ပမန်ခရင်းရှင်းပြီးတော့ရင်အေးဝရဆိုရဲခံစားကြလိမ့်မယ်အဲ့ဒါပြောတာပေါ့အရင်တော့မချုပ်ပေါ့ဟိုအခုခုကစားနေတဲ့အဲ့ခုသူတို့ဈေးချုံမှာပဲမနက်စာဘာညာစတော့ပြီးပေါ့နော်စတော့ပြီးတော့မနက်စာခုနအစားတော့လေးဈေးလေးမပြောခဲ့ရလို့ သူတို့နှစ်ယောက်မုတ်တီတုံးနှစ်ပွဲနဲ့အကျော်ရောမဖဲရောထည့်စားရအောင်မဆွစုပေါင်းက6000ပေါ့နော်6000ကြာတယ်အခုအေးအေးတောက်တာတော့6000ကြာတယ်ဆိုတော့နှစ်ယောက်စားတာအခုဆိုတော့တောင်းလေးတောင်ပဲတော်တော်လေးလက်ဖိုက်ဝါတယ်အချိုးလဲတဲရတယ်ဆိုတော့မဆိုးပါဘူးဇင်းနှုတ်လေးတွေတန်တယ်သူတို့ပြောရမှာပေါ့နော်သူအခုဈေးကျိုးထဲမှာရှောက်ပြီးတော့ပတ်ချစ်ကြည့်နေရဝယ်ချာတော့မရှိဘူးဒါမဲ့ဘာတွေရောင်းလဲအဲ ဘလို့ဆိုင်ငန်းလေးရှိတယ်ဆိုတာလိုက်ချက်ချင်းညာပါတော့။လေးဈေးကြတော့ကြီးရဟာအကြီးမားဆုံးနဲ့တက်တန်းအကြဆုံးဈေးလို့ပြောလို့ရရပေါ့နော်။ဈေးဟိုရအရင်ဆက်ဆောက်ဖွင့်တော့ဆိုလို့ရှိရင်72ယုံယုံပေါင်း72ယုံနဲ့အဲယုံတစ်ခုချင်းစီမှာလည်းသူတို့ရောင်းရမယ့်ကုန်စီတွေကိုသတ်မှတ်ပေးပြီးတော့အင်္ဂလိပ်ပြစနစ်တကျနဲ့ရောင်းခွင့်ပြုရတာပေါ့နော်။အဲအခုနောက်ပိုင်းရကြတော့သူတို့အခုလိုမျိုးဒီလိုဂျုံသေးလေးရဲ့ဒီဘက်မှာကြောင်ဈေးရောအကြီးပေါ့နော်။လိုမျိုးအထက်မြင့်ယုံကြီးတွေဖြစ်သွားတယ်။ဖြစ်သွားပြီတော်တော်လေးစီတယ်လူတွေလည်းအများကြီးပဲပစ္စည်းတွေကလည်း အမျိုးအစားအများကြီးကိုရှိတယ်။ဆိုတော့မန္တလေးမှာတော့ဒါနာမည်ကြီးဈေးချူပေါ့နော်ဈေးချူတော့ဘာပစ္စည်းလိုလိုဒီလိုလာလိုက်ရမှတင်တယ်။အကုန်လုံးရှိရဲ့။ခလေးကစားကြာဝိထဲသူကတော့အခုရှောက်ချီချီနေတာဘာတွေရှိလဲလိုက်ရှာကြည့်ကြပါနော်။ပါတော့မမေတို့အကြိုက်တန်ဟိုးတန်ကွက်တွေလည်းရှိရယ်စုံမဲတော်တော်စုံတယ် တိတိပြောမှန်နေသနခါတော့နေသနခါတော့ကတော့ရမ်းပေါ်ရဒီလိုမုံချိုဆိုင်နေလည်းရှိတယ်တော့ခင်ဆိုင်ထုံးမုံလားမုံဆိုင်ဟိုမတင်ဒီအေးဒီနေ့ဆိုလည်းနာမည်ကြည့်တယ်ဒီရင်ထုံးမုံဒါဆိုထုံးမုံတန်းထင်တယ်ဒီနေ့ခင်ဒီနေ့ခင်ကတော့ဒီဘက်မှာမဟုတ်ဘူးဒီဘက်မှာဆိုင်ကြီးပဲသူကထပ်ပြီးဖွင့်ထားတဲ့အမှာပေါ့နော်ဒီနေ့ခင်ဆိုင်ကြီးရှိတယ် တို့အခုဈေးကျုံမှာရှောက်လေရှောက်ကြည့်ပြီးရှောက်စားရတော့ပြီးသွားရပေါ့နော်အဲ့တော့နောက်ထပ်တစ်နေရာကိုတို့သွားမယ်အခုဒီညာနဆန်ကျော်ရွှေနန်းတော်အရှိကိုရောက်နေပါပြီ။ဒီနေ့ကျူတို့ဒီရွှေနန်းတော်ကြီးကိုဝင်ရောက်ပြီးတော့လေ့လာကြမယ်။ဒူလိုက်ခဲ့ပြပါဦး။ ဒီညလေးကတော့မင်းတို့မင်းတရားနေတာစစ်ကြာဒေဝီရဲ့ပုံစံတူလေးလုပ်ပေးထားတာဒါကသူတို့ညီလာခံတက်တဲ့နေရာလို့သူသိရတယ်ကွာဟိုဟိုသူပုံမှန်ရုပ်ရှင်ထဲမှာတွေ့ရမှာမူမတ်တွေညီလာခံအောင်လာကြတယ်တွေ့ဆုံကြတယ်ရှောက်တင်ကြတယ်ဆိုဒီကနေပြီးတော့အဲပြင်းမင်းကြီးနဲ့မိဖုရားမိဖုရားခေါင်းရဒီမှာထိုင်ပြီးတော့အဲကြောင့်သူကဟိုမှာဆိုလက်ခွဲထားတယ်လက်ရာပွဲတက်ဆောင်နဲ့လက်ဝဲပွဲတက်ဆောင်ဆိုပြီးတော့ပွဲတက်ဆောင်နှစ်ခုဆိုပြီးတော့သူတို့ခွဲထားတယ် ီမှာဆိုလို့ရှိရင်ဒါဘရင်ရဲ့ဟိုအတုံးဆောင်ပစ္စည်းတွေကိုတို့ပြန်ပြီးပြပေးထားပါတော့။အတုံးဆောင်ပစ္စည်းတွေကဒါတကယ်အစ်တော်မဟုတ်ဘူးပေါ့နော်။ဟိုနမူနာပြန်ပြီးလုပ်ပေးထားပေါ့။ကြည့်တယ်ပဲပစ္စည်းတစ်ခုနဲ့တစ်ခုอ่ะဒီမင်းတို့မင်းတရားကြီးอ่ะလေမရပူရာကနေပြီးတော့ဒီ ဒီမန္တလေးကိုလာပြီးမြွတ်တယ်မြွတ်စတယ်တဲ့အချိန်မှာပေါ့နော်သူကမြန်မာနိုင်ငံရဲ့ဒီအောက်ပိုင်းတဝက်ကိုကြတော့အင်္ဂလိပ်တွေကတင်ထားပြီးသွားတယ်အဲ့တော့ဒီနန်းတော်တဲတဲ့အချိန်မှာသူကဟိုအရင်ကွာခက်ခက်နှမိုင်းဖြစ်အောင်တအားဖြစ်အောင်တည်ခဲ့ရတာမဟုတ်ဘူးသူတို့အတက်နိုင်ဆိုအကောင်းဆုံးတင်ခဲ့ရဒါတော့မှတော်တော်ကိုခမ်းနားတဲ့နန်းတော်ကြီးဖြစ်နေကြံခဲ့တယ်ပေါ့နော်မြန်မာဟူမြန်မာလက်ရည်နဲ့ကြံခဲ့ဒီအခုတည်ထားတဲ့ဒီအဆောက်အုံတွေကတော့ အရင်တဲ့ပုံစံတူလိုမျိုးပြန်ပြီးပြုပင်တွေထားတာပေါ့နော်လုံးဝရှေးဟောင်းလက်ရအစ်စ်တရရခိုင်နှုံးတော့မဟုတ်ဘူးပလင်ကိုခုနအရှိရပလင်တော်ဒီလိုအနောက်ကနေပြီးတော့လေကားလေးနဲ့တက်သွား stage sing stage sing ပေါ့နော်တိုင်လုံးကြီးရနော်ချင်းကြီးတွေပဲဒါကြီးတော့ပြန်ဆောက်ပေးထား လာလာရောလာမပြောပူတယ်လာဒီဟာလေးကိုဖတ်ကြည့်လိုက်ဒီမှာလေးသားစနူရဲ့ဆိုတော့နားမလည်ဘူးဘာပြောရမှမသိတော့အောက်ကအင်္ဂလိပ်စာကိုဖတ်လိုက်တော့မှာပဲ The connecting passage to the breezy hall ဆိုတော့လေးသားစနူဆောင်ဆိုတာကလေးသားဆောင်နဲ့ main နန်းဆောင်ကိုဆက်ပေးထားတဲ့ဒီလမ်းလေးကိုပြောတာဒီအမိုးလေးနဲ့လမ်းလေးပေါ့နော်အဲ့ဒါကိုလေးသားစနူလို့သူတို့ကခေါ်တာပေါ့နော်ဒါကတော့အခုကျူးတို့လေးသားဆောင်ရောက်သွားပါပြီ လေတာတောင်မှာတကယ်ဆိုလဲလှမှာနော်ရှစ်မှာဥယင်ကွာဥယင်ဒီမှာလေတဖြူးဖြူးနဲ့တာရွေးလေညှင်းခံလို့ရရနေရတယ်မိုက်တော့မိုက်လေးအဲဆောက်ထားတဲ့ပုံစံနဲ့တမျိုးလေးနော်ဟာဒါကမြောက်တော့လေစားဒီဟာကဒီဟာဘာအဆောင်လဲအိတ်ဆောင်တော့မဟုတ်ဘူးတချမ်းပဲပိတ်ထားတာကွာဒီလိုတချမ်းဘက်ကကြာတော့အပွင့်ပစ္စည်းတွေပါတယ်အဲ့လိုမျိုးလေမပြထားတော့လေပစ္စည်းတွေပါရင်လည်းတေချာလေးတည့်ရုပ်ပြထားရင်တော့ဘာအဆောင်လဲဆိုတာထင်းထင်းရှားရှားနဲ့ပူကောင်းပါမှာပေါ့ အော်ဒါပေမဲ့ juice ကဖတ်လိုက်ရတဲ့အထဲမှာဒီလိုပြတ်တက်လေဒီလိုအဆင်အဆင်ပေါ့နော်ဒီလိုမျိုးစာဦးရဲ့ဒီထိတ်ပါလေအဆင်အဆင်မိုးထားတဲ့အမှုအဲ့ပြတ်တက်ရဲ့ဘုံအဆင်ပေါ်မူတည်ပြီးတော့သူတို့ရဲ့ level ကိုခွဲထားတာတဲ့ကိုနေတဲ့အဆောင်ရဲ့ပြတ်တက်ကဥမာဒီလိုနှစ်ဆင့်ပဲရှိဆိုကိုရာတို့ကနှိမ့်နေကွာဟိုသုံးဆင့်ပါတဲ့လူ လေးဆင့်ပါတဲ့လူအဲ့အဲ့လိုမျိုးရာတို့ကြည့်ပြီးတော့ခွဲလို့ရရတဲ့ဒါဆိုရင်ရာတို့ကြည့်ရဲ့လူနေရဲ့လူယူဆလို့ရတယ်ဒီနာပေါ့ ီနာပြတ်သက်ဆောင်အမြင့်တယ်။ဘောကအရှိန်ကြီးကြီးကြီးလို့ရတယ်။ဟိုမှာမြင်နေရရွှေအောင်ဆောင်ဆိုရင်ဒါဆိုရင်ပြတ်သက်တယ်အစင်စင်နေပေါ့နော်။ဘုံအစင်စင်နေဆိုဒါရာဓုကြီးရဲ့သူနေရအဲ့လိုမျိုးဘယင်တို့မိပြေခေါင်တို့အဲ့လိုမျိုးဒီဒါဆိုလည်းဒီဘက်မှာဆိုလည်းမြင်တယ်ကွာ။အမေဟိုနောက်မှာဆိုရင်ကျူကြည့်လို့ရတယ်။ဟိုနောက်ကအဆောင်နေဆိုရင်နေနေကွာပြီးအဆောင်လေးတွေတခုနဲ့တစ်ခုကက်ကက်ကလေးပြီးတော့နေနေ။တဲ့ အဲ့ဆိုຢာတို့ငယ်နေအဲ့ဒါနဲ့သူတို့ကြည်ပြီးခွဲလို့ရတယ်တဲ့အဒီမဒီဟာ the tea room နဲ့မလဖေးတော်ဆောင်နဲ့မမမင်းနေလဖေးတောက်တယ်မြာဖေးဆောင်ပါတယ်လဖေးဝဲချိုးပွဲနဲ့အချင်းပွဲများဆက်တာကြရတယ်ခါစားတော်ဝင်ထမ်းရွက်စေတယ် တဖေးတော်ဆောင်လဲဒါပေမဲ့ဒီမှာပိတ်ထားဆိုင်ပိတ်ထားတဖေးဆိုင်ပိတ်ထားဟုတ်လို့ရတယ်တဖေးတောက်ချင်မိမယ်လဲအခုသူတို့နန်းတော်ထဲမှာလဲအဲလဲဆိုင်ရှိရလဲလဲပြီးဆိုတော့နောက်ထပ်တနေအောင်သွားလိုက်ပါအောင်မယ် တို့ကုသိုလ်တော်ဖရားကိုရောက်ပါပြီအခုအแทးကိုဝင်ပြီးတော့ဖရားဖူးပါမယ်တို့ကဒီတစ်ခေါက်လာတာသတင်းချုပ်ပိတ်ရက်နဲ့တိုက်ဆိုင်သွားတော့ဖရားရေဆိုလို့ရှိရင်လုံးဝလူအပြည့်ပဲပေါ့နော်အနေနဲ့ရဲရဲကနေပြီးဖရားလာဖူးကြတဲ့အကြောင်းဒီမှာဖရားတိုင်းမှာကြည့်လိုက်လို့ရှိရင်လူတွေကတော်တော်များနေရများနေရောအဲဒီချက်တဲ့ရက်နဲ့ဆိုင်တိုက်ဆိုင်သွားတော့ခုကတိတ်တော့အဆင်ပြေဘူးပေါ့နော်ဥတော် လုတ်ပြီးတော့မောလို့အမောဖြူနေလက်မဆက်မသွားနိုင်သေးဘူးရာတူတို့ကလည်းတအောက်ဘူးဒါတော့မနက်ပိုင်းကနည်းနည်းမိုးအုပ်လို့နော်ဒီနေ့ကင်းနည်းနည်းလေးထွက်တဲ့နေနဲ့တော်တော်ပူနေတယ်ဒါလေးမှာဓမ္မုံရိုက်ဖို့ကြောက်နေတော့ကြောက်နေတာပေါ့ဘူးဒါလုံနေတာပေါ့ဘူးပါလေအရေးကုန်နေတာနေဘူးသားလားအရေးကုန်နေတာပြအောက်ကဒီလိုခုနကဆိုတက်သားပြရယ်နော်တက်သားနန်းတော့မှာဆိုတက်သားပြရတယ်ကလုံးဝ ကြမ်းကြီးနဲ့ပူချစ်နေတာတော့အခုကကြွေပြားဆိုတော့ပူတော့မသွားရဲဘူးမသွားရဲလို့ဒီမှာခဏတောင်းနေရပါ ုရားကိုမင်းတို့မင်းလက်ထက်တော်ပါဘောနော်မဟာလောကမရဇင်ဆိုတဲ့အဘွဲတော်ပေးပြီးတော့တည်ခဲ့တာဒီကုသိုလ်တော်ဘုရားမှာဆိုရင်အပစ္စမတင်ငါရန်တင်ပြီးနောက်ပိုင်းမှာထိုးထွင်းထားတယ်ဒီပိတကတ်တော်ကြောက်စာတွေကိုအဒီလိုမျိုးစီဒီတဆူချင်းစီမှာပြတ်ပြီးတော့ထပ်ပနာထားပြီးတော့ဟိုလှုပ်ထားလေးကအရန်ကိုနမယ်ကြီးရေပေါ့နော်ဒီလိုမျိုးဘုရားဆူဆူလေးတွေအတန်းလိုက်ကလေးရှိနေတဲ့ဟာတွေကလည်းတပုတ်ရလေးလည်းအရန်လှတယ်ဟုတ် ကျတို့ရောက်နေတဲ့အချိန်ကလေနည်းနည်းနေမြင့်နေတော့ဖြူအောင်လေးရတာအလင်းပြန်ပြီးတော့အတိတ်တော့မလောက်ဖြစ်နေပါဘောနော်တကယ်လို့ညနေစောင်းတော့မနက်ခင်းစောလေးတွေလာရဆိုလို့ရှိရင်ဒီဖျားလေးရတော်တော်တက်ပယ်ပြီးတော့ကြည့်လို့ကောင်းတယ်တပုတ်လေးလည်းရိုက်လို့ကောင်းတယ်ဘောနော်ဒီလဲမှာဆိုလဲခေပင်တန်းလေးတွေအရေးရအောင်လို့အများကြီးစိုက်ထားပေးတည်ရဲ့ ီကုသိုလ်တော့ဖခင်ကကျိုးတို့မန်လေးမှာလဲတာနောက်ဆုံးနေရပါတော့အခုပြင်ဦးလို့ကျိုးတို့သွားတော့မယ်ပြုံးလေဘလော့လေးတွေကိုဂျူရိုနဲ့တူတူလိုက်ကြည့်ပေးအောင်နော်။မလေးရာဂျူရိုကတအားပူရယ်နော်။ပြန်မလိုက်တာ။ခြင်းနဲ့လိုက်ပါအေးအေးလေးခြင်းလေးဝဲတာပြအောင်။အေးလေး။ဖရိုက်ဒီတပူတော့ပေးပါ။ဂျူရိုမန်လေးမှာလဲလို့ဖျားဖူးလို့ပြီးပြီပေါ့နော်။အဲ့တော့ပြင်ဦးလေးဆက်ပြတ်သွားပါမယ်။